င်္ဂလာပါရှင်။ဒီနေ့နိုဝင်ဘာလ22ရက်နေ့နေ့လယ်ခင်းတိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။အရင်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါ။အပြုသဘောဆန်တဲ့တွဲဆောင်ဆွေးနွေးမှုအပြီးသူတို့နှစ်ဦးကြောင့်မှအပေါင်းလက္ခဏာဆောင်တဲ့အစ်စ်ဆန်ရည်မျိုးတိစောက်နိုင်ဖို့မျှော်လင့်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲအနိုင်ရထားသူဇရန်မန်ဒါနီတို့ကပြောကြားခဲ့ပါတယ်။သူတို့နှစ်ဦးဟာနိုဝင်ဘာလ22ရက်နေ့က အင်ဖြူတော်မှာတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ထရမ့်နဲ့အမန်ဒါနီတို့ဟာအပြန်အလှန်ထိုးနှက်ဝေဖန်မှုတွေရှိခဲ့ကြပေမဲ့လည်းသူတို့နှစ်ယောက်ရဲ့မျက်နှာစုံကြည်တွေ့ဆုံမှုဟာအများထင်ရတာထက်အများကြီးချောမောပြေပြစ်ခဲ့ပါတယ်။မန်ဒါနီဟာနယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲမှာအနိုင်ရဖို့တဲ့ပထမဆုံးမွတ်စလင်တူပထမဆုံးအာရှတောင်ပိုင်းနယ်ဖွားတူဖြစ်လာခဲ့ပါတယ်။ထရမ့်ကမန်ဒါနီကိုအစွန်းရောက်ဂျီဟတ်ဝါဒီတယောက်လို့ပုတ်ခတ်ခဲ့ဘူးတလို့ သူ့ရဲ့အမေရိကန်နိုင်ငံသားအတိအမှတ်ပြုမှုကိုပါဖယ်ရှားပစ်မယ်လို့ချင်းချောက်ပူပါတယ်။ဒါပေမဲ့လူချင်းတွေးဆောင်ချိန်မှာတော့ Trump ကမန်ဂျန်နီရဲ့မြို့တော်ဝန်ရွေးကောက်ပွဲအောင်မြင်မှုကိုချီးကျူးခဲ့ပါတယ်။သူတို့ချင်းတွေးဆောင်ဖြစ်ခဲ့တာကတကယ့်ကိုကောင်းမွန်ပြီးအပြုသဘောဆန်တဲ့ဆွေးနွေးမှုမျိုးဖြစ်ခဲ့ကြောင်းသူတို့နှစ်ဦးစလုံးမှာတူညီတဲ့အစ်စ်ဆန္ဒတစ်ခုရှိပြီးအဲ့ဒါကတော့နယူးယောက်မြို့ရဲ့ကောင်းကျိုးကိုလူလားကြခြင်းဖြစ်ကြောင်း Trump ကဆိုပါတယ်။ Trump ကနယူးယောက်မြို့မှာကြီးပြင်းခဲ့သူဖြစ်ပါတယ်။ သူကရွေးကောက်ပွဲဟာမန်တန်နီအတွက်လွယ်ကူတဲ့ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပြီးပြိုင်ဘက်ကိုအသာအယာအနားယူနိုင်ခဲ့တယ်လို့လည်းချီးကျူးခဲ့ပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲမတိုင်ခင်မှာတော့ထရမ့်ဟာမန်တန်နီရဲ့ပြိုင်ဘက်ကိုထောက်ခံကြောင်းအတိအလင်းကြေညာမှုပါတယ်။အရင်ကတော့ထရမ့်ဟာမန်တန်နီသာနယူးယောက်မြို့တော်ဝန်ဖြစ်လာမယ်ဆိုရင်ဖက်ဒရယ်အစိုးရစီကပေးပို့တဲ့အကူအညီတွေကိုအ ਨੇ ဆုံးအဆင့်ထိလျှော့ချမယ်လို့ချိန်ချပူပါတယ်။ဒါပေမဲ့နှစ်ဦးတွေ့ဆုံအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ ထရမ့်ကအဲ့ဒီစကားတွေကိုပြန်လဲရုပ်သိမ်းတဲ့အသေးပေမျိုးပြောကြားသွားခဲ့ပါတယ်။မန်ဒန်နီကလည်းသမရနဲ့တွေ့ခွင့်ရတဲ့အတွက်ကျေးဇူးတင်ကြောင်းသမရကြီးပြောသလိုပဲသူတို့နှစ်ဦးစလုံးလေးစားတဲ့ချစ်မြတ်နိုးတဲ့နယူးယောက်မြို့အတွက် UDB ဆွေးနွေးပြောဆိုခဲ့တဲ့နောက်ဆွေးနွေးမှုတွေကအပြုသဘောဆောင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အတိုက်အခံဒီမိုကရက်တစ်ပါတီဝင်တူဖြစ်တဲ့မန်ဒန်နီဟာထရမ့်ကိုဖက်စစ်တူလို့ခေါ်ဝေါ်ခဲ့ဘူးပါတယ်။အဲ့ဒီကိစ္စကိုသတင်းထောက်တစ်ယောက်ကမေးလို့မန်ဒန်နီအဖြေခတ်နေချိန်မှာ ထရမ့်ကသူ့လက်မောင်းကိုပုတ်ရင်ဟောက်မန်ကြောင့်ဖြေလို့ရပါတယ်လို့ပြောခဲ့ပါတယ်။မန်ဒန်နီကလည်းသူပြောခဲ့ဖူးပါတယ်လို့ပြန်ဖြေခဲ့တာပါ။ထရမ့်ကမန်ဒန်နီကိုသတင်းတော့တွေကအငိုက်ဖန်တဲ့မေခုံမျိုးတွေမှလည်းမကြာခဏဂျောင်းဝင်ကားွယ်ပေးခဲ့ပါတယ်။သူကမန်ဒန်နီအနေနဲ့တကယ်ကိုထူးကဲကောင်းမွန်တဲ့မြို့တော်ဝန်တဦးဖြစ်လာဖို့မျှော်လင့်ကြောင်းမန်ဒန်နီကိုလည်းကူညီပေးသွားမယ်ဆိုတာကတိပေးကြောင်းပြောကြားသွားပါတယ်ရှင်။စစ်ရေးဆိုင်အတွက်အမေရိကန်ကထောက်ခံထားတဲ့ ငြိမ်းချမ်းရေးအစီအမံနဲ့ပတ်သက်ပြီးပြည်သူ့ရေးစီမေခွန်းပြောရမှာယူကရိန်းသမ္မတဗိုလိုဒီမိုဇယ်လက်စကီးကနိုင်ငံရဲ့တမိုင်းတလျှောက်အခက်အခဲဆုံးကာလတစ်ခုကိုဖြတ်သန်းနေရကြောင်းဖွင့်ဟသွားခဲ့ပါတယ်။အမေရိကန်သမ္မတဒိုနယ်ထရမ့်ကယူကရိန်းစီအချက်28ချက်ပါတဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကိုပေးပို့ထားပြီးအဲ့ဒီထဲမှာယူကရိန်းအတွက်နောက်ကျင်စရာအလျှော့ပေးရမှုတွေတော်တော်များများပါဝင်နေပါတယ်။နိုဝင်ဘာ21ရက်နေ့မှာတော့ထရမ့်ကသူဟာရုရှားနဲ့ယူကရိန်းကြားဆက်ရက်ဆဲရက်အတွက်အဆိုပြုချက်တစ်ခုပေးပို့ထားပြီး အဲ့ဒီကိစ္စကိုယူကရိန်းကကျေးဇူးတော်နေ့ကြားရောက်မဲ့နိုဝင်ဘာ29ရက်နေ့မတိုင်ခင်အပြေပေးဖို့ရက်သတ်မှတ်ပေးထားကြောင်းအတည်ပြုခဲ့ပါတယ်။ယူကရိန်းနဲ့ဥရောပနိုင်ငံတွေကတော့ Trump ကြောင်းဝင်ညှိနှိုင်းပေးထားတယ်ဆိုတဲ့ငြိမ်းချမ်းရေးအစီအမံဟာရုရှားကိုအလုံးစုံအလျှော့ပေးလိုက်မှုမျိုးဖြစ်နေတယ်လို့ဝေဖန်ကြပါတယ်။ Trump ကတော့သူ့ရဲ့အဆိုပြုချက်ဟာလက်ခံနိုင်လောက်တဲ့အခြေအနေဖြစ်ပြီး Zelensky ကသဘောတူလက်မှတ်ရေးထိုးလိုက်မယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။ ကီယက်မြို့ကယူကရိန်းသမ္မတအင်တော်ရှိမှပြောကြားခဲ့တဲ့10မိနစ်ကြာမိန့်ခွန်းမှာတော့ဇယ်လစကီကသူ့နိုင်ငံဟာမဖြစ်နိုင်လောက်အောင်ခက်ခဲတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ရတော့မယ်လို့ဖွင့်ဟခဲ့ပါတယ်။ယူကရိန်းဟာနိုင်ငံရဲ့ဂုဏ်သိက္ခာဒါမှမဟုတ်အဓိကအမေဖက်နိုင်ငံတစ်ခုခုကိုတော့အဆုံးရှုံးခံရရမယ့်သဘောလို့သူကဆိုပါတယ်။ American အစိုးရဟာအခုအခါမှာတော့ရုရှားဘက်ကတောင်းဆိုထားတဲ့ခက်ထန်ကြမ်းတမ်းတဲ့အဆိုတွေကိုလိုက်လျောလက်ခံပြီး စစ်ပွဲကိုအဆုံးသတ်စေဖို့အဆုံးဖြတ်လိုက်ဟန်ရှိကြောင်းဇလန်စကီးကဆက်ပြောပါတယ်။လက်ရှိအချိန်မှာယူကရိန်းအပေါ်ကြောက်ရွံ့လာတဲ့အဖြစ်အားဟာအလေးလံဆုံးဖြစ်နေပြီလို့သူကဆိုပါတယ်။ယူကရိန်းဟာထရမ့်ရဲ့အစွဲပြုချက်28ခုကိုလက်ခံမလား။အင်မတန်ကြမ်းတမ်းခတ်ခဲ့တဲ့ဇောင်းကာလကိုဖျက်ဆီးမလားဆိုတာကိုဆုံးဖြတ်ရတော့မယ်လို့ဇလန်စကီးကသူ့မိခွန်းထဲမှာပြောကြားခဲ့ပါတယ်။ရုရှားနဲ့အမေရိကန်ညှိထားတဲ့အစွဲပြုချက်တွေကိုလက်ခံလိုက်တာနဲ့ယူကရိန်းအနေနဲ့လွတ်လပ်မှုဂုဏ်သိက္ခာ တရားမျှတမှုကင်းမဲ့စွာဆက်လက်ရည်တည်ရမယ်အခြေအနေစီရောက်သွားမှာဖြစ်တယ်လို့လည်းဇလန်စကီးကမှတ်ချက်ပေးသွားပါတယ်။ထရမ့်ကထောက်ခံထားတဲ့ငြိမ်းချမ်းရေးအဆိုပြုချက်28ခုထဲမှာတော့ယူကရိန်းရဲ့အချုပ်အခြာအာဏာကိုအတိအမှတ်ပြုပေမဲ့စစ်ရဲစဲရေးအတွက်ယူကရိန်းဟာပိုင်နက်နေမျိုးတွေကိုလက်လွတ်ဆုံးရှုံးခံရမှာပါ။ရုရှားယူကရိန်းနဲ့ဥရောပတို့ပါဝင်တဲ့မကျူးကျော်ရေးစာချုပ်တစ်ခုချုပ်ဆိုရမှာဖြစ်တယ်လို့လွန်ခဲ့တဲ့နှစ်ပေါင်း30အတွင်းဖြစ်ပွားခဲ့တဲ့ရန်လိုမှုတွေမကျေလည်မှုတွေကိုတင်ပေါင်းခြေရပါမယ်။ ယူကရိန်းဟာဥရောပသမဂ္ဂ EU အဖွဲ့ဝင်ဖြစ်ခွင့်ရနိုင်ပေမဲ့ NATO စစ်မဟာမိတ်အဖွဲ့နဲ့လုံးဝမဝင်ရောက်ဖို့ဖွဲ့စည်းပုံအခြေခံဥပဒေမှပါထည့်သွင်းသတ်မှတ်ရပါမယ်။လုံခြုံရေးနဲ့စစ်ရေးဆိုင်ရာတင်းမာမှုတွေအတွက်ရုရှားနဲ့ NATO ကြားဆစ်ဆက်ဆွေးနွေးမှုတွေလှုပ်ဆောင်စေပြီး American ကကျောင်းဝင်ဆစ်ဆက်ဖို့တောင်းဝန်ယူမှာဖြစ်ပါတယ်။စစ်ပွဲပြီးသွားရင်ယူကရိန်းမှာ NATO တပ်တွေအခြေစိုက်ခွင့်ရမှာမဟုတ်ပဲအိန္ဒိယ၊ပိုလန်နိုင်ငံမှာပဲဖြတ်ကျန့်ခွင့်ရပါမယ်။ ယူကရိန်းရဲ့အစ်စင်အားကိုလည်း6သိန်းထိကန့်သက်လျှော့ချရမှာပါအပြားလက်အနေနဲ့ယူကရိန်းအတွက်ယုံကြည်စိတ်ချရတဲ့လုံခြုံရေးအာမခံချက်မျိုးကိုထောက်ပံ့ပေးမယ်လို့ပါရှိခဲ့ပါတယ်ယူကရိန်းကရုရှားရဲ့မျိုးကြီးတွေကိုဒုံးကျည်နဲ့ပြစ်ခတ်တာမျိုးတွေလုပ်ခဲ့ရင်တော့ပေးထားတဲ့လုံခြုံရေးအာမခံချက်ပြက်ပြဲသွားမှာဖြစ်ပါတယ်ရုရှားကယူကရိန်းကိုကျူးကျော်ခဲ့မယ်ဆိုရင်တော့ပြက်သားထိရောက်တဲ့အစ်စင်ရေးတုံ့ပြန်မှုတွေကိုရင်ဆိုင်ရမှာဖြစ်ပြီးရုရှားအပေါ်ပယ်ဖြတ်ပေးမယ် နိုင်ငံတကာအရေးယူပိတ်ဆို့မှုအားလုံးတကြောပြန်အသက်ဝင်လာမှာပါစစ်ပွဲပြီးဆုံးသွားပြီးတဲ့နောက်ရပ်ပေါင်းတရာအတွင်းမှာယူကရိန်းမှာရွေးကောက်ပွဲကျင်းပပေးရမှာဖြစ်ပါတယ်ယူကရိန်းနေမြေတွေဖြစ်တဲ့ခရမီးယားလူဟန်စ်ဒွန်ဘတ်တို့ကိုအမေရိကန်အပါအဝင်နိုင်ငံတကာကရုရှားပိုင်နဲ့အနေနဲ့အသိအမှတ်ပြုရမှာဖြစ်ပါတယ်ခါဆွန်နဲ့ဇာဘော့ရူစီယာဒေသတွေကတော့ဂျာခန်နေမြေသဘောဖြစ်လာမှာပါရုရှားကလည်းကျန်တဲ့နေရာတွေမှာတင်ပိုက်ထားတဲ့တပ်တွေကိုရုတ်သိမ်းပေးရပါမယ် ဒွန်ဘက်ရဲ့လက်ကျန်အစိပ်ပိုင်းတွေကိုထိန်းချုပ်ထားစေယူကရိန်းတပ်တွေလည်းစုခွာပေးရမှာဖြစ်ပါတယ်။စစ်ပီးကာလာယူကရိန်းပြန်လည်ထူထောင်ရေးအတွက်လက်ရှိထိန်းချုပ်ထားတဲ့ရုရှားငွေကြေးတွေထက်ကဒေါ်လာ၁၀၀ဘီလီယံကိုသုံးစွဲသွားမယ်လို့လည်းဆိုပါတယ်။အဲ့ဒီပြန်လည်ထူထောင်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုအမေရိကန်ကအကြီးမှုကိုင်းတွယ်မှာဖြစ်ပြီးအနာဂတ်မှာရရှိလာတဲ့အကျိုးအမြတ်90ရာခိုင်နှုန်းကိုအမေရိကန်ကယူမှာဖြစ်ပါတယ်။ယူကရိန်းဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးဘယ်တော့မှမကြိုးစားဖို့ကတိပြုရမှာပါ။ ဇာပိုရီစီယာဒေသမှာရှိတဲ့ဥရောပတိုက်ရဲ့အကြီးဆုံးနျူကလ িয়ার ဓာတ်အားပေးစက်ရုံကြီးကိုအပြည်ပြည်ဆိုင်ရာအနုမျိုးစွမ်းအင်အေဂျင်စီကုကဲမှုအောက်မှာထားရှိပြီးထုတ်လုပ်တဲ့ဓာတ်အားကိုရုရှားနဲ့ယူကရိန်းအညီအမျှအခွဲဝေယူရမှာပါ။ဒါ့အပြင်နှစ်နိုင်ငံစလုံးဟာကျောင်းတင်ရိုးတွေနဲ့လူမှုရေးနယ်ပယ်တွေမှာအပြန်အလှန်နားလည်မှုတိခတ်မှုတွေကိုအားပေးမြင့်တင်စေပြီးခွဲခြားဆက်ဆံမှုရန်လိုမှုတွေကိုတိုက်ဖြတ်ရပါမယ်။အင်ဖြူတော်ပြောရေးဆိုခွင့်ရအမျိုးသမီးကာရိုလိုင်းလီယာဘစ်ကတော့ အခုသဘောတူညီမှုတွေဟာရုရှားကိုတစ်ဖက်သက်အသာစီးရစေတယ်ဆိုတဲ့ဝေဖန်မှုတွေကိုပယ်ချခဲ့ပြီးအမေရိကန်ဟာနှစ်ဖက်စလုံးနဲ့ဒန်းတူညီများအညှိနှိုင်းပေးခဲ့ကြောင်းကာကွယ်ပြောကြားထားပါတယ်ရှင်။အခုဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ကြည့်ရှုပေးကြပါအောင်ရှင်။မြန်မာနိုင်ငံမှာစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုအမေရိကန်အစိုးရကအတိအလင်းရှုတ်ချဖို့လွှတ်တော်အမတ်တွေကတောင်းဆိုခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရဲ့အကြံအသင်းနဲ့ပတ်သက်လို့အမေရိကန်လွှတ်တော်အတွင်းနိုဝင်ဘာလ19ရက်နေ့မှာကြားနာမှုအစီအစဉ်တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီကြားနာမှုနဲ့ပတ်သက်ပြီး American Outlook အမတ်တချို့ကအပူတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့တာပါကြေညာချက်ထဲမှာအဲ့ဒီကြားနာမှုအစီအစဉ်ဟောင်းမြန်မာပြည်သူတွေရဲ့လွတ်လပ်ခွင့်နဲ့ဒီမိုကရေစီတိုက်ပွဲဝင်မှုတွေကိုပါတီဆွဲတွေမပါဘဲလွှတ်တော်တရက်လုံးကအားကောင်းတဲ့ထောက်ခံမှုမျိုးပြသခဲ့တယ်လို့ဖော်ပြထားပါတယ်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းပြီးဒီမိုကရေစီပြည့်ဝတဲ့အနာဂတ်ကိုအားပေးထောက်ခံကြောင်းပြသမှုတစ်ခုအဖြစ် American အစိုးရအနေနဲ့မကြာခင်မှာအာနာဒိတ်စကောက်စီတက်ကကြီးမှုကျင်းပမဲ့ရွေးကောက်ပွဲကို အတိအလင်းရှုတ်ချဖို့လည်းလွှတ်တော်အမတ်တွေကတောင်းဆိုခဲ့ပါတယ်။စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတူအရာတစ်ခုသာဖြစ်တယ်လို့လည်းကြေညာချက်ထဲမှာပါရှိခဲ့ပါတယ်။လွှတ်တော်ဂျာနာဝဲကိုလေးလာဆောက်ကြည့်သူအမေရိကန်မြောက်မြမအရေးတကြွလို့ရှားသူဦးချင်းရွှေကဂျာနာဝဲကိုဥဆောင်တဲ့အမတ်တွေရောသက်သေးလာထွက်ဆိုတဲ့အမတ်တွေရောအကုန်လုံးကစစ်တပ်ရွေးကောက်ပွဲကိုအတူအရာဖြစ်တယ်ဆိုတာနဲ့စစ်တပ်ရွေးကောက်ပွဲကိုလက်မခံကြောင်းတရားဝင်စာထုတ်ဖို့တိုက်တွန်းပြောဆိုသွားတယ်လို့ People's Wing ကိုပြောပါတယ်။ American အပေါ်ဝင်အနောက်နိုင်ငံအများစုက စစ်တပ်ရွေးကောက်ပွဲကိုလက်ခံတဲ့နိုင်ငံမရှိပဲလက်ခံတဲ့နိုင်ငံတွေဟာကန့်ကွက်ခံရမယ်။နမည်ပြတ်မယ်လို့ဦးချင်းရွှေကသုံးသပ်ပါတယ်။လွတ်တော်အမတ်တွေကအမေရိကန်အစိုးရအနေနဲ့မြမအကြက်တွေကိုအမေရိကန်ကအထီးထွေကန်တွေဖြည့်ရှင်းရမှာပုံမထီရောက်စေမဲ့အထူးကိုယ်စားလှယ်တူခန့်အပ်ထားဖို့လေ။သမရဒေါ်နယ်ထရမ့်ရဲ့အစိုးရကိုတိုက်တွန်းခဲ့ပါတယ်။မြန်မာနိုင်ငံမှာပြည်တွင်းစစ်နဲ့လူမျိုးတုံးတပ်ဖြတ်မှုတွေကြောင့်နေရွှန်ခွာထွက်ပြေးနေရတဲ့အစ်စ်ရှောင်းတွေကိုနိုင်ငံတကာအတိုက်အဝန်းက ဆက်လက်အကူအညီပေးကြဖို့လဲလွှတ်တော်အမတွေကအားပေးအကြံပြုထားကြပါတယ်။ American ဟာလွတ်လပ်မှုဂုဏ်သိက္ခာဒီမိုကရေစီအနာဂတ်တွေကိုအပူတပြင်းတောင်းတလိုလားနေတဲ့မြန်မာပြည်သူတရက်လုံးနဲ့အတူဆက်လက်ရည်တည်နေဖို့လိုလားတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အာနာသိဆေဥစုဟာ American အစိုးရနဲ့လွှတ်တော်ကသူတို့အပေါ်ဆက်ဆံရေးကောင်းလာစေဖို့ဒေါ်လာတန်ပေါင်းများစွာနိုင်ငံဗန်နာငွေအကုန်ကြခံပြီး lobby company တွေငှားယမ်းထားတယ်လို့သိရပါတယ်ရှင်။ ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်ထိုင်းမြန်မာနယ်စပ်ကမင်းလက်ပံကြီးရွာတဲ့ကိုစစ်ကြောင်းထိုးလာဖို့ကြိုးစားနေတဲ့စစ်ကောင်စီတပ်နဲ့ KNL တပ်မဟာကျောင်းတွန်လိုင်းပူပေါင်းတပ်တို့ကြားမှာဒီနေ့မနက်ပိုင်းကတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ကရင်တရံရဲမြေကပြောပါရယ်နိုဝင်ဘာ22ရက်မနေ့ကစပြီးမြောက်ရီမြို့နယ်မြောက်ရီဝေါ်လီလမ်းမိုက်ပေါ်ကအင်ဂျင်မြိုင်ကြီးရွာကနေမင်းလက်ပံကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာကျောင်းဦးဆောင်တဲ့တွန်လိုင်းပူပေါင်းတပ်တို့ဟာမင်းလက်ပံရွာမှာတိုက်ပွဲဖြစ်ပွားခဲ့ပါရယ် ီနေ့မနက်၈နာရီကျော်ကစလို့နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေပြီးတိုက်ပွဲနှစ်ရက်တာအတွင်းစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်မင်းလက်ပံကြီးရွာကတရုတ်ကြောဖြန့်ဆိုင်တဲကိုလက်နက်ကြီးတွေကြားရောက်ပောက်ကွဲခဲ့တယ်လို့ကရင်တရန်ရင်မြက်ကပြောပါတယ်။အထိပောက်ကွဲမှုမှာ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ်။မင်းလက်ပံရွာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကအထိနာနေတယ်လို့လည်းကရင်တရန်ရင်မြက်ကပြောတာပါ။မြောက်ရီဝေါ်လီလမ်းပိုက်တစ်လျှောက်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီတပ်ကအင်ဂျင်မြရွာကနေတဆင့်စစ်ကြောင်းထိုးလာခဲ့တယ်လို့ ထီးမဲ့ဝါခီနဲ့ရသေးကူရွာဘက်ကနေလဲစကြောင်းထုံနေတာဖြစ်ပါတယ်။မြောက်ရီမြို့တောင်ဘက်ချမ်းထိုင်းပြည်မှာနေဆက်နားမှာရှိတဲ့မင်းလက်ပံကျေးရွာဟောဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKPA တက်ဖွဲ့ထင်းချုပ်တဲ့ရွာတရာဖြစ်ပြီးအဲ့ဒီကျေးရွာတွေမှာတရုတ်ကြားဖြတ်လုပ်ငန်းတွေအများအပြားရှိတယ်လို့သိရပါတယ်။မင်းလက်ပံတိုက်ပွဲကြောင့်ဒေသခံရွာသူရွာသားတွေမေလို့ရနေရာစီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးဆောင်းတွင်းကာလရောက်ရှိလာပြီးဖြစ်တာကြောင့်စပေးရှောင်တွေအတွက်အနှွေးတွေနဲ့စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့လည်း စစ်ချောင်းအရေးကွန်ကြီးပေးနေသူတွေကပြောပါရရှင် People's Spin ကတင်ဆက်ပေးတဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်